ဘလောက်ကိုကိစ္စမရှိဘူးအထည်ရဒေတာတွေပြန်ရရင်ရပြီပြီးတော့အကောင့်နေရာလဲဘာနဲ့ချိန်တာလို့ချိန်တာမှမသိဘူးပြန်ဝင်လို့ရနိုင်လားဖုန်းကလည်းပျောက်သွားတော့အဲ့ထဲမှာပါပါရင်စိတ်ကက်တရအောင်ဘလို့လုပ်ရမလဲစရည်ဆိုရင်စိတ်တွေကိုတော်တော်များကြုံမှုကြမယ်ထင်တယ်ဟောဒီနေ့မှာတော့ Ryan ကိုယ်တိုင်ဖုန်းပြတ်သွားတော့ဘလို့ဖြစ်ရှင်းခဲ့လဲဆိုရင်နီးလန်းလေးကိုပြောပေးသွားပါမယ်အဲ့ရနေစဘွားမှာ smartphone ကြီးဆိုတာကကိုနဲ့မကွာဆောင်းထားအရာလောက်ပြောလို့ရတယ်။အဲ့လိုချိန်မှာွာ လိုမျိုးနီးပညာကြီးတိုးတက်နေရဲ့ခေကြီးမှာကို့ဖုန်းကတာပြတ်သွားမယ်ဆိုရင်ကဘာကြီးနဲ့အဆက်အသွယ်ပြတ်သွားလို့လို့ဘာလို့လို့ပါကမယ်မသိအောင်ဘလောက်တော့ panic ဖြစ်လဲဆိုတာကိုကိုကိုရိုင်းကြုံမှုမှာပဲ right ပို့ပြီးကိုချင်းစာမိတာဖုန်းပြတ်လို့စိတ်ညစ်ရရဲ့ကြားရဲကွာလက်တလုံးမှာအကောင့်တွေကိုဘလို့ပြန်ဝင်လို့ရနိုင်လဲတကယ်လို့ပြင်လိုက်မယ်ဆိုရင်ရောဖိုတိုတွေကွန်းတက်တရားကိုပြတ်သွားနိုင်လားဆိုပြီးတော့အတွေးပေါင်းတောင်းချောက်လုံးတွေကွာအရန်စိတ်ရှုပ်တယ်ဒါမဲ့လည်း စက်ပစ္စည်းဆိုတာဘယ်ချိန်မှာဘာထားပေါက်ပြီးတော့ဘလို့ပြတ်မယ်ဆိုတာမသိနိုင်ဟောကွာအခုကစွေပို့ဆိုရင် iOS ပဲဖြစ်ဖြစ် Android ပဲဖြစ်ဖြစ် error ပေါင်းစုံနေတာပဲ green light error ထတာ white screen ဖြစ်တာ CPU error လိုမျိုးကွာသူ့လိုနေဖြစ်တဲ့ error တွေအပြင်မှန်ကွဲတာရေဝင်တာလိုမျိုးပေါ့ user fault error တွေလည်းဖြစ်နိုင်တယ်ဘလို့အကြောင်းမျိုးနဲ့ပဲပြက်ပြက်ကွာတကယ်ပြက်သွားပြီဆိုဘာမှလုပ်လို့မရအောင် service center ကိုသွားပြီးတော့မှရလာတဲ့ result ကိုပဲထိုင်ဆောင်အောင်ပဲဆိုတော့ဒီလိုပြဿနာတွေမဖြစ်ခင်မှာကြိုတင်ပြင်ဆင်ထားတာတော့ပို့ပြီးစိတ်ချတယ်ပြင်ဆင်တာတော့ဟုတ်ပြီ ဘာတွေကိုဘလို့ပြင်ဆင်ရမလဲဆိုတာမသိတဲ့သူတွေအတွက် Riot Grid ကြုံခဲ့ရတော့ကဖြည့်ရှင်းခဲ့တဲ့ဒီလမ်းလေးကိုပြောပြပေးသားမယ်။ဖုန်းတုံးတဲ့နေရာမှာအဓိကအရေးကြီးဆုံးကတော့ SIM card ပဲ။ဖုန်းပြောမှုတွေမဟုတ်ဘူး။ဂျီမေးကောက်ဖောက်တာတို့ပြီးသွားရင်ဒီဂိမ်းကောက်ဖောက်တာတွေအပြင်ကလက်တလုံးတော်တော်များများသုံးနေကြတဲ့ Telegram တို့ TikTok တို့ဆိုရင်လည်းဖုန်းနံပါတ်နဲ့ပဲသွားတာဆိုတော့ SIM card တစ်ခက်ကတကယ်ကိုအရေးကြီးရဲ့။ iPhone နဲ့မှာဆိုရင်လည်း Apple ID ကအသက်ဆိုတော့ Apple ID နဲ့ချိန်ထားတဲ့ SIM card ကကိုယ့်ထဲမှာမဖြစ်မနေရှိနေဘူးတော့အရေးကြီးရဲ့။ဟုတ် ဖုန်းပြတ်သွားပြီဆိုလို့ရှိရင်ကွာကိုယ့်လက်ထဲမှာနေပြတ်သွားတာဆိုရင်တော့ SIM card ကိုထုတ်လိုက်ပြီးတော့မှတခြားဖုန်းနဲ့ထည့်လို့ရတယ်ဆိုပေမဲ့ပျောက်သွားပြီဆိုရင်တော့တော်တော်လေးကိုဒုက္ခများတယ်အဲ့တော့ဒီနေရာမှာ right အကြံပေးချင်တာကကိုယ့်ဖုန်းကပျောက်သွားပြီဆိုလို့ရှိရင် operator စီကိုချက်ချင်းသွားပြီးတော့မှကပ်ပျောက်လျှောက်တာတော့ပုံပြီးအကြံပေးရနောက်ထပ်အရေးကြီးတာတကွာ mobile banking online banking နေရာ one time password လို့ခေါ်တဲ့ OTP ကုန်းနဲ့ပဲသွားတာဆိုတော့တကယ်လို့ကွာ ကိုပြတ်သွားတဲ့ဖုန်းဟာအဲ့မှာ banking application တွေပါသွားတယ်ဆိုရင်အဲ့ဒါနဲ့ချိန်ထားတဲ့ sim card တွေကိုကိုယ့်လက်ထဲမှာမြေမြပြောင်းအောင်လုပ်နိုင်တာပုံပြီးတော့စိတ်အေးရတယ်။တိတ်သဘောမကြတာတကွာလေအဲ့လို sim card တွေကိုဘောက်တောက်သုံးတာမျိုး riot တိတ်သဘောမကြအောင် riot correct လဲကွာ sim card တွေကိုဒီ line မကောင်းလို့ဆိုပြီးတော့မတူတဲ့ operator တွေဆီကနေပြီးတော့ဆောင်ထားတယ်ဆိုပေမဲ့တကယ်တကယ်အဓိကသုံးတာနှစ်ကက်ပဲသုံးတာ ိုက်မှာဆိုရင်အကောက်ဖောက်တာတို့တူးဖတာခန္ဓာတို့ဆိုရင်လေဒီနကက်နဲ့ပဲလှည့်သုံးတာဆိုတော့အရင်ခေါင်းစားခဲ့ရနောက်ထပ်တစ်ခုကဂျီမေးကောင်ကိုတည်တည်ချာလေးအသုံးချတဲ့နေအဲကိုသုံးမဲ့ဂျီမေးကိုကွာဖြစ်တယ်လို့မျိုးပြပြရောဖောက်တာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့စင်ကက်နဲ့ခိုင်ခိုင်မာမာလေးဖောက်ထားသေးကြလားတည့်ရတိုင်းပဲကိုကေးကမြန်မာစင်ကက်တွေဆိုရင်ကုန်းမချအောင်ဆိုတဲ့တရင်နေထွက်ထားတယ်ဆိုပေမဲ့ရှိမိသားဂျီမေးတွေကိုကိုယ့်ရဲ့စင်ကက်နဲ့ recovery ဖုန်းနံပါတ်ခံလို့ရတာမျိုးတွေကတော့အဆင်ပြေပြေလုံးလို့ရသေးတယ် တခုကောင်းလာတာကြတော့ sim card တစ်ကပ်ကိုဒီ gmail account တစ်ကောင်ပဲဖောက်လို့ရရယ်ဆိုပေမဲ့ကွာ recovery ခံတဲ့နေရာမှာကြတော့ဒီ sim card တစ်ကပ်တည်းနဲ့အကောင့်နေအများကြီးချိန်ထားလို့ရတယ်။ဒါရယ်ဆိုလို့ရှိရင်လည်း gmail ကိုကွာ business account ကတစ်ကောင် gain နဲ့ချိန်တဲ့ account ကတစ်ကောင် social media တစ်ကောင်ဆိုပြီးအကောင့်နေအများကြီးခွဲထားရယ်ဆိုပေမဲ့ recovery ခံထားတဲ့နေရာမှာတော့ riot ၃နေကြ sim card တစ်ကပ်ကိုပဲထည့်ထားလို့ရှိရတယ်။ ပြီးတော့ဂျီမေးဆိုလို့ရှင်လဲဂျီမေးအချင်းချင်း recovery လုပ်လို့ရရဲဆိုတော့ Ryan ကလည်းရှိသမျှဂျီမေးတွေအကုန်လုံးကိုပက်လေ recovery ပုံစံမျိုးလုပ်ထားတာဆိုတော့တကယ်လို့တော့ကွာတကောက်ဝင်လို့ရပြီဆိုရင်ကျန်တဲ့အကောင့်တွေကအရင်မခတ်တော့ recovery ခံတဲ့ဘိုင်းတော့ပြီးသွားပြီဆိုတော့ကိုယ့်ရဲ့အကောင့်ကိုဘယ်လိုပြန်ဝင်ရမလဲဒီနေရာမှာ Ryan ကကိုလက်ရှိသုံးနေကြဖုန်းလည်းမရှိဘဲနဲ့ကွာအကောင့်ပြန်ဝင်နေတယ်ဆိုရင် laptop တွေ PC တွေထက်ကို mobile phone နဲ့ဝင်တာပိုပြီးလွယ်ကူလိမ့်မယ်ဘာလို့လဲဆိုတော့ Telegram တို့ WeChat တို့ Line တို့ဆိုရင်ပြန်ဝင်ခြင်း ကန်ဖတ်ရရှိရဲ Gmail ကောက်ဆိုလို့ရှင်လဲ login option အစုံမပေးရမျိုးလည်းရှိတတ်တယ်။ပြီးတော့ဒီကောင်လေးက device တည်တဲ့နဲ့လဲဆိုင်တာဆိုတော့ကိုတခါမှဝင်မှုတည်ရဲ့ device တွေမှာဆိုရင်ဟိုနည်းနည်းဝင်ရတာပို့ပြီးတော့ခတ် တတ်တယ်ကွာ။ဒါပေမဲ့မရအောင်လို့ပြောတာမဟုတ်ဘူးနော်။ RAM တော့ကလည်းဖုန်းပြတ်သွားတာရုံးမှပဲပြတ်သွားခဲ့တာ။ပြတ်တော့ဆိုရင်ဖုန်းပုံတလုံးကလည်းမရှိတော့ရုံးမှရှိနေတဲ့ laptop တွေကိုပဲဝင်ခဲ့ရတာကွာ။စောနာပြောသလိုမျိုးပဲ sync card တွေကိုကုတ်ချပေးဖို့ option တော့မပေးထားခဲ့ဘူး။ဒီနေရာမှာတခုပြောချင်တာကလေကိုကအကောင့်တခုကိုဝင်လိုက်ပြီဆိုတာ ਨੇ ကိုဝင်ချင်းတဲ့ option မရလို့ဆိုရင်လက်မလျှော့လိုက်နဲ့ try try ရနေပြောမှာလမ်းစာပေါ်လာလိမ့်မယ်တကူတော့ရှိရဲ့ဟို try နာလက်လွတ်သွားလို့အကောင့်လော့ကျသွားတယ်ဆိုရင်တော့ဒါပြဿနာရှိရဲ့ကွာအဲ့တော့အဲ့နေရာလေးတော့သတိထားပေး right now ကလည်းလုံရင်းလုံရနေပြောမှာ single ကကုတ်ချပေးလို့ရပြီဆိုတော့ကိုယ့်ရဲ့ single ကိုတခြားဘုံမှာခဏငါပြီးတော့ထည့်လိုက်တယ်ထည့်ပြီးမှပဲဝင်လို့ရခဲ့တာကွာအဲ့တော့စောနာပြောသလိုမျိုးပဲအကောင့်တစ်ခုဝင်လို့ရပြီဆိုတာနဲ့ကျန်တဲ့အကောင့်တွေဝင်တဲ့ခါမှာဆိုရင်တော့သူ့ရဲ့ဒီ recovery email ခံထားတဲ့ဖုန်းနဲ့ကိုပဲ confirm ပို့ပေးရအောင် laptop တွေမှာတော့ confirm ပို့လို့မရှိရတော့များတယ်။အဲ့ဒါကိုသိလို့လည်းပဲ Ryan က laptop တွေမှာဝင်လို့ရတဲ့ account ကို two factor တွေပိတ်လိုက်ရောပိတ်ပြီးသွားပြီဆိုတာနဲ့အဲရောက်တော့ကြတော့အိမ်မှာရှိနေတဲ့ phone လုံးနဲ့ကျန်တဲ့ account တွေဝင်လို့ရခဲ့တာ။ဂျီမီကအရေးကြီးရယ်ပဲပြောနေတာပါ။ဘာလို့အရေးကြီးရလဲဆိုတော့ပြောပြမယ်။အခုချိန်မှာအကောင့်ဖွင့်မယ်ဆိုရင်ဂျီမီနဲ့လူလူကိုတိုးလို့ရနေတာကိုအားလုံးလည်းသိမှာပဲအဲ့တော့အဲ့ဂျီမီကကိုယ့်ရဲ့လက်ထဲမှာရှိရယ်ဆိုရင်သူနဲ့ချိန်ထားတဲ့အကောင့်တွေကိုဝင်ဖို့ကတဝက်လောက်စိတ်အေးရတယ် ဒီနေရာမှာ Facebook တော့မပါဘူး Facebook ကကျတော့ account လည်းသိရွာ password လည်းသိရအဲ့လိုသိရအောင်မှဝင်လို့မရဖုန်းအဟောင်းတွေက device ကနေ approve ပြီးမှပဲဝင်လို့ရတာအဲ့မဲ့ဒီနေရာမှာတခုကန်ကောင်းလာကြတော့သူနဲ့ချိန်ထားတဲ့ sim card ရှိရဆိုရင်တော့ကုန်ပြန်ချခိုင်းလို့တော့ရတယ်ကို device အဟောင်းတွေက approve ပေးတယ်လို့မျိုးအများနဲ့သိကြတာကတော့ authenticator app တွေကကုတ်ကလေးပဲ authenticator app တွေကအမျိုးမျိုးရှိရဆိုရင်မဲကွာ right အခုသုံးနေရကြတော့ google authenticator app ကိုသုံးနေရတာ တော့ကျတော့ကိုယ့်ရဲ့ Gmail အကောင့်ကိုဝင်ထားလိုက်ပြီဆိုတာနဲ့ကိုချိတ်ချင်တဲ့အကောင့်တွေအကုန်လုံးအဲ့ထဲမှာချိတ်ထားလိုက်အဲ့လိုချိတ်ထားလို့ရတဲ့အပြင်ကိုမှတခြားဖုန်းထဲမှာကိုယ့်ရဲ့ Gmail ကဝင်လိုက်ပြီဆိုတာနဲ့အဲ့မှာချိတ်ထားတဲ့အကောင့်တွေအကုန်လုံးကပြန်ဝင်လို့ရသွားတာကျတော့ကိုယ့်ရဲ့ Facebook ကိုလည်းဒီ authenticator app နဲ့ချိတ်ထားမယ်ဆိုရင် device အဟောင်းက approve မပေးနိုင်တော့မှကွာအရင်ကောင်းစားနေစရာမလိုဘဲနဲ့လွယ်လွယ်ကူအေးအေးဆေးဆေးနဲ့ပြန်ဝင်လို့ရမှာပါပြီးတော့ဒီ authenticator app က ဂျီမီးဆိုလို့ရှိရင်လဲကွာ recovery ချိန်ထားလို့ရတာဆိုတော့တကယ်လို့မြန်ကိုကေကကုန်းမချပေးတာမျိုးလို့ password မေ့သွားတဲ့အခြေအနေမျိုးမှာဆိုရင်လည်းအရင်စိတ်မူစရာမလိုတော့အကောင့်နေရာပြင်ရတာဟုတ်ပါတယ်ကို့ဖုန်းထဲမှာရှိနေတဲ့ photo တွေကိုနဲ့တရားဘလို့ပြင်ရအောင်လုပ်ရမလဲဒါကတော့ရှင်းရှင်းလေးပါကိုကေစာဖင်းတဲ့တွေကအေးစိဖြေရှင်းလို့ရတယ်ဂျီမီးကောင်တစ်ကောင်မှာဆိုရင် photo တွေ video တွေ50ကျစာလောက်ဒီ free upload လုပ်ခွင့်ပေးထားရွာတကယ်လို့အိုက်ထက်ပို့သုံးနေတယ်ဆိုလဲထပ်ပြီးတော့ဝယ်လို့ရသေးတယ် တော့ကိုယ့်ရဲ့ဂျီမေးအကောင့်ကိုတခြားဖုန်းထဲကိုရိုက်ထည့်လိုက်ပြီးတော့ရင် Google Photo ထဲမှာရှိနေတဲ့ပုံတွေကိုပြန်ပြီးတော့ download ဆွဲလို့ရတယ်။ကိုနဲ့ဆိုလို့ရှိရင်လည်း Rare Grind က Google Content နဲ့ပဲချိန်ထားတာဆိုတော့နောက်ဖုန်းထဲကိုဝင်မယ်ဆိုရင်ဂျီမေးကဝင်ထားလိုက်အောင်မယ်။အခုပြောထားတဲ့နေရာကြတော့ Android ကို iOS ကိုနှစ်မျိုးလုံးသုံးလို့ရတဲ့နည်းတွေကိုပြောပြသွားတာ။ကိုကဖုန်းပျောက်တာတွေဖုန်းပြတ်တာမှမဟုတ်ဘူးကွာ။ဖုန်းဝယ်တဲ့အခါမှာ data ရွှေ့ကျင်နေဆိုရင်လဲစောနာပြောတဲ့နည်းမျိုးကိုတုံးပြီးတော့မှအေးအေးလွယ်လွယ်ကူနဲ့ data ရွှေ့လို့ရတယ် ီနေရာမှာကျတော့ iPhone user တွေကသူ့ရဲ့ ecosystem ထဲကမထွက်ချင်ဘူးဆိုတာမဆန်ဘူးသူ့ရဲ့ iCloud နဲ့တင်စောနှွားပြောတဲ့တဝက်လောက်ကို easy ဖြေရှင်းလို့ရတယ်နောက်ပြီး free ရတဲ့ file ကလည်း note တွေ content တွေကို easy တာလေးတင်ထားလို့ရတယ်ဆိုတော့ကိုယ့်ရဲ့ ID ကိုတခြား device ထဲမှာဝင်လာအောင်နေတယ် easy ပြန်လုံးလို့ရတယ်ကွာပြီးတော့ကိုယ့် story မြမြဝယ်သုံးထားရဆိုလို့ရှင်လဲကိုယ့်ရဲ့ device တစ်ခုလုံးမှာ backup လုပ်ထားလို့ရတယ်ဆိုတော့ကိုယ့်ရဲ့ ID ကိုတခြား phone တွေကိုဝင်ဝင်ပြီးတော့ recovery လုပ်လိုက်အောင်နေတယ်ငကိုတိုင်းပြန်သုံးလို့ရတယ် အဲ့ဒါအပြင် iPhone ချင်းချင်းဖုန်းအောင်ကနေဖုန်းအသစ်ကို phone to phone data transfer လုပ်လို့ရတဲ့အပြင်တခြားအကောင့်တွေပါတခါတည်းပြန်ပါလာတာလောကဆုံးဖြစ်တယ်။ဆိုတော့ပြောရမယ်ဆိုရင်ကအခုကြည့်နေတဲ့သူတွေကရောဖုန်းပြတ်သွားလို့ပျောက်သွားလို့ဆိုရင်တော့ကရောက်ကြရည်ဆိုရင်ကို့နော်ကရောဘလို့ဖြေချင်းခဲ့ကြလဲ။ပြီးတော့အခုနောက်ပိုင်းနေမှာရောဘလို့ဒီ backup လုပ်ထားကြလဲ။ဘယ်အခုပြောသွားတဲ့အချက်တွေထဲမှာရောလုတ်ဖြစ်ကြရတဲ့သူရှိလားတကယ်ရောအတုံးတက်လားဆိုတာကိုကိုယ့်ရဲ့အတွေ့အကြုံလေးဝေမျှတော်လို့ရပါတယ်။ ဆောက်ရရပါနောက်ထပ်ဆက်ဝင်ဆောင်တဲ့ video နဲ့တူပြန်လာခဲ့ပါမယ်